အားလုံးပဲမင်္ဂလာပါ မနေ့ကတုန်းကဥရောပချန်ပီယံလိမှာဘိုင်မြူနစ်က Paris Saint-Germain ကို2ဂိုးတကူနဲ့နိုင်သွားတယ်ဒါက Vincent Kompany အတွက်တကယ်ကို statement နိုင်ပွဲဖြစ်တယ်တယောက်ရောတဲ့ဒုတိယပိုင်းတပိုင်းလုံးကိုကြံ့ကြံ့ခံကစားခဲ့ပြီး PSG ရဲ့ Party Press မှာနိုင်ပွဲရတယ်သူတို့အတွက်ပြိုင်ပွဲဆုံးမှာ16ပွဲဆက်တိုက်ဒီရသည့်အစမှာနိုင်ပွဲရထားတဲ့အချိန်မှာလက်ရှိမှာ PSG အတွက်မနေ့ကပွဲမှာဘယ်လိုဖြစ်လဲဆိုတော့ စိတ်ပြက်စရာအခြေအနေအများကြီးကြုံတယ်အသင်းရဲ့ရလက်ကလည်းရှုံးပွဲတွေ့သွားတယ်ပြည်သူနာမည်ကြီးလက်ခီသတင်းစာကဘာပြောလဲဆိုရင် the best euro european club ကအခုဆိုရင်အကောင်းဆုံးအသင်းတော်မဟုတ်တော့ဘူးလို့ပြောလိုက်တယ်ဆိုတော့အရင်တော့ကဥရောပအကောင်းသင်းအကောင်းဆုံးအသင်းဆိုတဲ့အသင်းဟာလက်ရှိမှာတော့ဥရောပအကောင်းဆုံးအသင်းမဟုတ်တော့ဘူးဒါအကြီးကြီးအပြင် Bayern Munich ကသူတို့ထက်ပိုကောင်းတယ်ဆိုတာကို Luis Sinigue ကလည်း၁၁ယောက်၁၁ယောက်မှာသူတို့ထက်ပိုကောင်းတယ်ဆိုတာလက်ခံတယ် PSG လည်းရှုံးပွဲတွေ့သွားတယ် အဲ့ PSG အဲ့ရှုံးပွဲနောက်ဆက်တွဲမှာဘာဖြစ်လဲဆိုတော့ PSG ကကစားမအများစုကိုဆုံးရှုံးလိုက်တယ်။ဒါသူတို့ရဲ့အဓိကကစားမဒစီဒူရီကဟိုတနေ့ကလီပွဲစဉ်တွေကသူထန်ရသွားတယ်။သူလည်း၃-၄ဘတ်မကနားရမယ်။သူကပူပူနွေ့နွေ့ဂိုးရန်ပွိုင်းရထားတဲ့သူဖြစ်တယ်။အဲ့ကစားမကို PSG က already ဆုံးရှုံးထားပြီးဖြစ်တဲ့အချိန်မှာသူတို့ရဲ့နောက်ထပ်အရေးပါတဲ့ကစားမဖြစ်တဲ့ဥစမာနီဒမ်ဘေးလီကပွဲအစပိုင်းမှာပဲဒဏ်ရရသွားတယ်။သူလည်း ဂိုးသွင်းလိုက်တယ် offside ဖြစ်လို့ cancel ဖြစ်သွားပေမဲ့ဒီပွဲမှာသူ injury ထပ်ဖြစ်တယ်ဒမ်ဘေးလေးကအခုဘာဖြစ်နေလဲဆိုတော့အခုလောလောဆယ်အနေထားရာဘာလွန်ဒေါဆုရတဲ့ကစားမာဒန်ရဲ့ချိန်စာပေါ့လေဘာလွန်ဒေါဆုရပြီးနောက်ရာသီမှာတယောက်ပြီးတယောက်မနစ်က rotary injury ဖြစ်တယ်ရှစ်တနေ့ကအကောင်းဆုံးစုဘာလွန်ဒေါဆုဆိုတာတဲ့ Champions League ဘောလုံးပွဲရဲ့အကောင်းဆုံးစုရတဲ့ကစားမာတွေက cast ဖြစ်နေတာအခုဒမ်ဘေးလေးလည်းတောက်လျှောက် injury မှာသူလည်း injury ပြဿနာကြောင့်ရေသတပတ်အနေငယ်နားမယ်အကြောင်း Luis Enrique နဲ့ PSG ကကြီးညာထားတယ်ဆိုတော့ ဒူဝေကဒံရံကြောင်းရဲတရပတ်အနေငယ်နားတဲ့အချိန်မှာဒံပေးလီကလည်းဒံရပြက်တနာကြောင်းနားမယ်ဒီပွဲမှာ highlight ဖြစ်ခဲ့တဲ့ဒါအက်ရှွာဟာကီမီပေါ့လေလူးစ်ဒေး DS ကသူ့ကို challenge လုပ်တဲ့အခါမှာပြင်းထန်တဲ့ဒံရံရပြီးတော့6ဒံရံကြောင်းလူစားလဲခဲ့ရတယ်အက်ရှွာဟာကီမီရဲ့ injury က အရန်ကြီးဆူဆူဝဝကြီးပြင်းထန်တဲ့ဒဏ်ရာမဟုတ်ခဲ့ဘဲနဲ့ပြင်းတော့ပြင်းထန်တဲ့ကာလရှည်ကြာဒဏ်ရာရမယ့်အခြေအနေကနေကင်းလွတ်ခွင့်ရသွားတယ်။ခွဲစိတ်ကူတာမှုကအကြီးကြီးမားမားလုပ်ဖို့မလိုဘူးလုပ်လို့တော့လုပ်ရမယ်။ဒါပေမဲ့သူ့ရဲ့ဒဏ်ရာကအနည်းဆုံး10ပတ်ကနေ7ပတ်ထိတော့နားရမယ်။ဆိုပြောချင်တာကဟို ligament injury လို့ဒါ9လ6လ9လပုံစံမဟုတ်ဘူးဆိုတော့ဒီချက်ကတော့အစိုးရကအကောင်းဖြစ်ပေမဲ့ Ashwa Hakimi ကို ဒါ Paris Saint-Germain ကအနည်းဆုံး၈ဘက်ကနေ10ဘက်လောက်ထိဆုံးရှုံးမယ်။အာဖရိကဖလားပြိုင်ပွဲရဲ့ပထမအစောပိုင်းကာလကိုမော်ရိုကိုအသင်းရဲ့ကစားမမော်ရိုကိုကအင်ရှင်ဖြစ်ကစားမယ့်အချိန်မှာသူ့ကိုသူတို့စပြီးဆုံးရှုံးမယ်။အဲ့ဒီနေရာမှာ ပြည့်ချီရဲ့အကောင်းဆုံးကစားမဖြစ်ပြီးတော့လက်ရှိကမ္ဘာ့ဘောလုံးလောကရဲ့အကောင်းဆုံးဘယ်နောက်ခံကစားမဖြစ်တဲ့နူနိုမန်ဒက်စ်မန်ဒက်စ်ကလည်းတိုက်ဆိုင်စွာနဲ့ဘခါယူဆာကာမိုဟာမက်ဆာလတ်ချီသမျှအကောင်းဆုံးဆိုတဲ့တောင်ပန်ကစားမတွေကိုအကုန်ထိန်းနိုင်ခဲ့ပြီးမှမနေ့ကတုန်းကမိတ်ရှိကစားမဖြစ်တဲ့လိုင်းမကိုသူလုံးဝမထိန်းနိုင်မကြုံနိုင်ခဲ့ဘူးဆိုတော့မန်ဒက်စ်ကလည်းအဲ့ပွဲမှာ injury ဖြစ်သွားတယ် ဆိုကြအဲ့မှာနူနူမန်ဒက်စ်လေရက်သက်ဘတ်အနေငယ်နားရမှာဖြစ်ကြောင်း PSG အသင်းကကြေညာတယ်ဆိုတော့ PSG ကအဲ့တပွဲထဲမှာနူနူမန်ဒက်စ်လေ injury ဖြစ်တယ်ပြီးတော့မှဒီပြီးတော့မှသူဟိုဒမ်ဘေးလီလေ injury ဖြစ်တယ်အဲ့ဒါကိုမှအက်ရှဝါဟာကီမီကကာလာရှေချာရှစ်ဘက်ကဆယ်ဘက်ဆိုတော့ Paris Saint-Germain နဲ့ Louis Sinigreta တကယ်ကိုအထိနာတယ်အဲ့ဒါကိုမှသူတို့အစောပိုင်းတည်းက ဒူဝေက injury ဖြစ်ထားတယ်။ဒီအသည်မှာ PSG က injury concern တော်တော်လေးဖြစ်နေတယ်။ဒါတော့မှ Joao Neves ဆိုရင်ဒဏ်ရာကြောင့်ဒီအသည်မှာ up and down ဖြစ်ပြီးပါလိုက်မပါလိုက်နဲ့သူတို့လုံးဝ Fabian Ruiz လည်းဒီတိုင်းပဲ။ So Club World Cup မှာ champion ဖြစ်တယ်ဆိုတဲ့နောက်ဆက်တွဲကနေ injury ဇက်တိုက်နဲ့ကစားမတွေလုံးဝကစားခွင့် အနာပေးအနာမရတဲ့အချက်ကလည်း PSG တို့အဓိကပြဿနာဖြစ်ပြီးတော့ Club World Cup Final တက်တဲ့နောက်ဆက်တွဲမှာဒဏ်ရာပြဿနာတွေနဲ့အတူ Bayern ကိုရှုံးတဲ့ပွဲက Paris Saint-Germain တို့ကြီးမားတဲ့ပေးဆက်မှုတွေပြုလုပ်ခဲ့ရတာဖြစ်တဲ့ Ousmane Dembele ရဲ့တပတ်အနေငယ်ထပ်နားမယ်ဒူဝေကအစိုးပိုင်းကနားထားပြီးပြီအရာကူမလက်ရှိမှာသူတို့ရဲ့ဒါဟာကီမီကာလာရှိချာနားမှာဖြစ်ပြီးတော့ဒါနူနိုမန်တက်စ်လည်းထပ်ပြီးနားရအောင်မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်